အရသာအစိုးရလက်ထက်ရန်ကုန်မှာပထမဆုံးပေးတဲ့ရုပ်ရှင်ထူးချွန်စုမှာသာရအလင်းနှံများရုပ်ရှင်ဇာတ်ကားကအကယ်ဒမီရှစ်စုကိုရယူသွားနိုင်ခဲ့ပါတယ်။စစ်အစိုးရခက်ကဝါရဖြန့်ချီရေးအတွက်ဦးတည်ပြီးအကယ်ဒမီကိုမင်းသားမင်းသမီးအလှည့်ကျပေးနေရကဒီနှစ်ရုပ်ရှင်ထူးချွန်စုကတော့လမ်းကြောင်းတက်ဖောက်ထွက်ပြီးကျင်းပသွားခဲ့ပါတယ်။ ထာဝရအလင်းနှင်းများစကားကဒါရိတာစု မင်းသားစုတေးဂီတာစုဇက်ဖို့စုဇက်ကားစုမင်းသမီးစုနဲ့ဇညုံးစုတွေရရှိခဲ့ပါတယ်။အကယ်ဒမီရမယ်လို့ထင်ကြပေးနေတဲ့ဇင်ယောမောင်မောင်ရဲ့ပန်းချဝတ်မုံရုပ်ရှင်ဟာဓပုံစုနဲ့အတန်စုနှစ်ခုကိုသာရရှိခဲ့ပြီးစစ်အစိုးရခေတ် policy ကားတွေရိုက်ကူးခဲ့တာကြောင့်ဒါရိတာစုရမယ်လို့ထင်ကြပေးမှုတွေကိုဒီနှစ်အကယ်ဒမီပြေးပွဲကပြောင်းလဲလိုက်ပါတယ်။ အကောင်းဆုံးမင်းသားစုကိုရင်းမြစ်ထုတ်လို့ရရဲ့သားတရုတ်ဆောင်တဲ့နောင်နောင်က ထော်ရအလင်းနှမ်းများရုပ်ရှင်နဲ့ရရှိခဲ့ပါတယ်။မင်းသမီးစုကိုမယ်လိုဒီဒါရိုက်တာစုကိုထွန်းအောင်စောဇက်ဖို့စုမော့စ်တို့လည်းရရှိခဲ့ကြပါတယ်။အခုဒီဒါမှန်တမ်းပြောတာကျေးဇူးရှင်နေပါပဲ။အရင်ကကျေးဇူးတင်ပါတယ်။တို့အားပေးလို့လဲဆိုတော့ဒီလိုမျိုးလဲရည်ရွယ်နိုင်တယ်၊မဆူရည်လဲရနိုင်တယ်။အဲဒါကိုအရင်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်။ဟုတ်ပါဘူး။ 这暑假的就表演的，演表演的，单上戏的个表演的，演演表演的，对吧？看啥剧？好，感谢的好，Thank you。